ားလုံးပဲမင်္ဂလာပါရှင် Digital Fusion Company မှာကြိုဆိုပါရစေ။ညီမကဒီဗီဒီယိုလေးမှာဆိုရင်တော့အစီရင်ခံစာများဆိုတဲ့ကဏ္ဍတွေအမှငွေစည်ရင်းစီရင်ခံစာနဲ့ပတ်သက်ပြီးတော့ပြပြပေးမှာပဲဖြစ်ပါတယ်။ဒီတော့ငွေစည်ရင်းအစီရင်ခံစာတွေကိုဝင်ကြည့်ကြရအောင်။ဒီမှာဆိုရင်တော့ညီမတို့ရဲ့အလားစင်ဝင်ငွေဆိုပြီးတော့လာအလိုက်ကိုဆိုင်ကိုဝင်လာတဲ့ကိုရဲ့ကျောင်းရတဲ့တံမိုးငွေပမာဏတွေကိုမြင်ရမှာပဲဖြစ်ပါတယ်ဒီမှာဆိုရင်တော့ညီမတို့ကလအလိုက်ဘယ်လကတော့ဘယ်လဝင်သွားတယ်ဆိုတာမျိုးညီမတို့ကကြည့်လို့ရပါတယ် ပြီးရင်တော့လာစဉ်ထွက်မွေပါကိုကဘယ်လောက်မှာတော့ပတ်စံပမာဏဘလောက်ထွက်သွားတယ်စတာတွေကိုညီမတို့ကဒီမှာကြည့်လို့ရပါတယ်ရှင်ပြီးရင်တော့အရှုံးအမြတ်ပါအရှုံးအမြတ်ဆိုတာကညီမတို့ကဒီမှာဆိုလို့ရှိရင်ဝင်ငွေဆိုတဲ့နေရာမှာဒီဝင်ငွေဆိုတဲ့နေရာမှာညီမတို့ကအယောင်ပမာဏပေါ့နော်ကိုကကိုရောင်ချလိုက်တဲ့တန်ဖိုးပမာဏတန်ဖိုးရယ်ပြီးတော့ဒီအယောင်ပမာဏနေရာမှာညီမတို့ကကုန်ပစ္စည်းရဲ့အရင်းတန်ဖိုးကိုနှုတ်ပြီးတော့ညီမတို့ကပြီးတော့ကိုဟာ ချောင်းလိုက်တယ်ရောင်းအောင်ထားဝင်တဲ့အချိန်မှာအပိုဆောင်ပြီးတော့တောင်းလိုက်တယ်ပေါ့နော်အပိုဆောင်ရောင်းဝင်ရှိရင်တော့ဒီအပိုဆောင်ရောင်းဝင်ကြီးကညီမတို့ကိုဒီထဲမှာလာပြီးတော့ပေါင်းပေးမှာပါဒီပတ်စံနေတဲ့မှာမှညီမတို့ကစုစုပေါင်းအရင်ကိုနှုတ်ပြီးတော့မှကျန်တဲ့ပတ်စံပမာဏကိုအဝင်ငွေနေနဲ့သတ်မှတ်ပါတယ်ပြီးရင်တော့ထောက်ငွေထဲမှာဆိုရင်ကိုကရှော့ဈေးပေးလိုက်လို့ရှိရင်တော့အယောင်ရှော့ဈေးဆိုပြီးရှိနေမှာပါပြီးရင်တော့ ကိုကဘာတွေကိုတုံးလိုက်တယ်ပေါ့နော်ကွန်ပျက်စီကိုအမှပျက်စီးစင်းရင်းနေပျောက်ဆုံးစင်းရင်းနေထည့်ထားရင်လည်းသူ့ရဲ့တံမိုးတွေကကွန်ပျက်စီဆုံးဆုံးတံမိုးတွေမှာဝင်နေမှာပါပြီးရင်တော့ညီမတို့က Wi-Fi ကြီးပြီးရတာမျိုးစတဲ့ ဆိုင်ရွတ်ထွက်လိုက်တဲ့အတုံးစီရိတ်တွေစတာတွေဆိုရင်တော့ညီမတို့ကဒီနေရာမှာမြင်နေရမှာပါပြီးရင်တော့အပိုးဆောင်ပေးငွေကိုကဝယ်လိုက်တဲ့ချိန်မှာအပိုးဆောင်ပေးရတဲ့ဥမာပန်းလွှဲရတဲ့ပတ်စံမျိုးစတာတွေရှိရင်ညီမတို့ကအဲ့ဒါတွေအကုန်လုံးကိုပေါင်းပြီးတော့ထွက်ငွေအနေနဲ့ပြပါတယ်ဒီတော့ဒီထွက်ငွေကိုမှညီမတို့ကဝင်ငွေရဲမှာတွားပြီးတော့နှုတ်လိုက်တယ်နှုတ်လိုက်တဲ့အခါဆိုလို့ရှိရင်ညီမတို့ကဒီလိုမျိုးမျက်နေရင်တော့စလုံးလေးတွေကအစမ်းရောင်လေးနဲ့ညီမတို့ရဲ့အမျက်တံခိုးပမာဏကိုပြပြီးမှာပဲဖြစ်ပါတယ်ရှင် နောက်တစ်ခုကတော့အဝင်ငွေထွက်ငွေနှိုင်းရှင်တာပါပြီးတော့ဘယ်လာမှာဆိုရင်တော့ဝင်ငွေကဘယ်လောက်ရှိပြီးတော့ထွက်ငွေပမာဏဘယ်လောက်ရှိရဲဆိုတာမျိုးညီမတို့ကကြည့်လို့ရပါတယ်ဒီတော့ဒီဧပြီလမှာဆိုရင်ဝင်ငွေတန်ဖိုးနဲ့ထွက်ငွေတန်ဖိုးကိုညီမတို့တွေ့ရမှာပါနောက်တစ်ခုကတော့ကဏ္ဍအလိုက်အသုံးစရိတ်ပါဘာကြောင့်ညီမတို့ကတုံးလိုက်ရတယ်ပတ်စံပမာဏဘယ်လောက်တုံးလိုက်ရတယ်ဆိုတာမျိုးကိုကြည့်ကြည့်ရင်တော့ကဏ္ဍလိုက်အသုံးစရိတ်မှာကြည့်လို့ရပါတယ်ဒါဆိုရင်တော့ညီမက wifi ကြည့်ပေးထားတာက3000ကျွဲဆိုပြီးတော့တွေ့ရမှာပဲဖြစ်ပါတယ်ရှင် ဒီနေရာမှာဆိုရင်ညီမကဒါဆိုရင်ထွက်ငွေနဲ့တွေ့ရမှာပါအဲ့လိုမှမဟုတ်ဘူးညီမကအခြားနဲ့ပတ်စံထည့်ထားရှင်လဲပိုင်ရှင်ပြန်အပ်ငွေဆိုပြီးတော့အခြားထဲမှာညီမတို့ကကိုပေးလိုက်တဲ့တန်ဖိုးပမာဏကိုတွေ့ရမှာပဲဖြစ်ပါတယ်ပြီးရင်တော့အသုံးစရိတ်အစီရင်ခံကြပါဒီအသုံးစရိတ်ထဲမှာဆိုရင်ကိုကဘာလို့သုံးလိုက်တာလဲဆိုတော့ညီမတို့ကဒီထွက်ငွေထဲမှာကြည့်လို့ရပါတယ်အဲ့လိုမှမဟုတ်ဘူးအခြားထဲမှာကြည့်ရင်တော့ညီမတို့ကပိုင်ရှင်ပြန်အပ်ငွေဆိုပြီးတော့လဲဒီလိုမျိုးကြည့်လို့ရပါတယ် ောက်တစ်ခုကတော့အတုံးစိတ်ရိတ်ပုံမှာအသေးစိတ်အစီရင်ခံစာပဲဖြစ်ပါတယ်ဒါဆိုရင်တော့နေဆွဲလိုက်ဘယ်နေကတော့ပြေစာနံပါတ်ဘလောက်ကနေပြီးတော့ပါအကြောင်းရအတွက်ပတ်စံပမာဏသုံးလိုက်တယ်တမုံငွေရသုံးသံငွေစတာမျိုးတွေကိုညီမတို့ကတွေ့ရမှာပါဒီနော်ဒီမှာဆိုလို့ရှိရင်အချားနဲ့ကြီးလိုက်မယ်ဆိုရင်တော့ပိုင်ရှင်ပြန်အံ့ငွေမှာညီမတို့က2သိန်းအရင်2သိန်းဘဲပေါင်းချာနံပါတ်ကနေအပ်လိုက်တဲ့ဘဲရဆွဲရနေဆိုပြီးတော့ကြည့်လို့ရပါတယ်ရှင်။ နောက်တစ်ခုကတော့ဒီငွေဝင်ထွက်ပါငွေဝင်ထွက်မှာဆိုလို့ရှိရင်ငွေအဝင်မှာဆိုရင်တော့ရောင်းရတဲ့တန်ဖိုးငွေပမာဏရယ်ပြီးတော့ကုန်ွယ်သူကနေကိုအကျေးပြန်လာဆက်တာမျိုးပေါ့နော်ကုန်ွယ်သူကနေငွေပေးချေတာဆိုတာမျိုးပါကုန်ွယ်သူကနေကိုကိုအကျေးလာဆက်တာမျိုးပြောတာပါ ဒီလိုတံမိုးတွေကိုညီမတို့ကငွေဝင်နဲ့ပြပါတယ်ပြီးရင်တော့ငွေထွက်မှာဆိုရင်တော့ကိုကကုန်ဝင်လိုက်တဲ့တံမိုးငွေပမာဏရဲ့တခြားအသုံးစရိတ်ဆိုတာမျိုးပေါ့နော်ညီမတို့ကဥမာ wifi ကြီးပြလိုက်တာလားဒီလိုမျိုးဆိုင်ကန်းပြင်လိုက်တာလားစတဲ့အရာတွေကိုတော့အခြားအသုံးစရိတ်ထဲမှာပြပေးမှာပဲဖြစ်ပါတယ်ပြီးရင်တော့အခြားထဲမှာထည့်ထားတဲ့ပိုင်ရှင်ပြန်အံ့ငွေကိုတော့ဒီမှာပိုင်ရှင်ပြန်အံ့ငွေဆိုပြီးတော့တည်တံ့ပြပေးပါတယ်ရှင် ောက်တစ်ခုကတော့ကုံရောင်းသူကငွေပေးချေရပါဒီကတော့ကုံရောင်းသူကိုကပေးချေလိုက်ရတယ်ဆိုတော့ငါဘယ်လိုမျိုးလဲဆိုတော့အခွန်ကောက်တာမျိုးတွေစားတဲ့နေရာမျိုးရာဂိုင်နှုံးပေးလိုက်တာပေါ့နော်အခွန်ကောက်တာမဟုတ်ဘူးရာဂိုင်နှုံးကိုကပါစားဘလောက်ပေးလိုက်တယ်စားတဲ့နေရာတွေမှာဆိုလို့ရှိရင်တော့ညီမတို့ကထည့်ပေးရဲဒါတွေကိုတော့ငွေထွက်နဲ့ပြပေးရပါဒီတော့ညီမတို့ရဲ့ငွေဝင်ကတံပိုးနဲ့ငွေထွက်တံပိုးပမာဏဆိုပြီးတော့ညီမတို့ကငွေဝင်ထွက်စီရင်ခံစာထဲမှာကြည့်လို့ရပါတယ် နောက်တစ်ခုကတော့ဒီငွေဝင်ထွက်အစီရင်ခံစာကိုမှဒါကလာအလိုက်ကြည့်ရပါဒီမှာဆိုရင်လာအလိုက်ပြီးတော့နေအလိုက်ကြည့်လို့ရပါတယ်နောက်တစ်ခုကတော့ဒီနေရာမှာကနေလိုက်ပါနေလိုက်ဆိုရင်နေဆွဲနဲ့ဘယ်နေ့တုန်းကဒါဆိုရင်နှစ်ရက်နေရကျမတို့ရဲ့ဝင်ငွေကပတ်စံပမာဏဘလောက်ထောင်ငွေကဘလောက်ဆိုပြီးတော့ပြပါတယ်နောက်တစ်ခုကတော့အယောင်အခွန်ပါကိုကရောင်းတဲ့အခါမှာအခွန်ကောက်တာရှင်တော့ဒီရောင်းအခွန်ထဲမှာညီမတို့ကလာလိုက်တံမိုးလေးတွေပြပေးမှာပဲဖြစ်ပါရဲ့ရှင်။ နောက်တစ်ခုကတော့ကြိုတင်ငွေဝင်ထွက်အစီရင်ခံတာပါ customer ကကိုယ့်ကို deposit တင်ထားတာမျိုးရှိရင်တော့ညီမတို့ကကြည့်လို့ရမှာပဲဖြစ်ပါတယ်ဒီမှာဆိုရင်တော့ customer လှလှက deposit တင်ထားတာ10သိန်းပေးထားတယ်ဒါကိုမှသူကပြန်ဝင်လိုက်တာက6000ခွဲစတာမျိုးကိုညီမတို့ကကြည့်လို့ရပါတယ်ဒီနေရာမှာညီမက customer နာမည်နဲ့လေ့ရှာလို့ရပါတယ်ဒါဆိုရင်လှလှကိုကြည့်ရင်လှလှပေးထားတဲ့ deposit ပမာဏရှိရတဲ့အတွက်ကြောင့်ညီမတို့ကမြင်ရမှာပဲဖြစ်ပါတယ် အဲ့လိုမှမဟုတ်ဘူးညီမကဒီ Juju ကိုကြည့်လိုက်မယ်ဆိုရင်ညီမတို့ညင်ရမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ Juju ဆိုတဲ့ customer ကညီမတို့ကို deposit တင်ထားတာမရှိလို့ပါ။ဒီတော့ကိုယ့်ကို deposit တင်ထားတဲ့ customer တွေကဘယ်သူတွေရှိလဲဆိုတာမျိုးကြည့်ကြည့်ရင်တော့အစီရင်ခံစာများဆိုတဲ့နေရာမှာတူတင်ငွေဝင်ထွက်အစီရင်ခံစာဆိုပြီးတော့ငွေစည်းရင်းထဲမှာလာပြီးတော့ကြည့်လို့ရပါတယ်ရှင်။ ပြီးရင်တော့ဝန်ဆောင်ကအစီရင်ခံတာပါဒီဝန်ဆောင်ကတည်းမှာဆိုရင်တော့ကိုကဥပမာပစ္စည်းရောင်းလိုက်လို့ဒီပစ္စည်းရဲ့တန်ဖိုးကိုယူတာမျိုးမဟုတ်ဘဲနဲ့ဒီပစ္စည်းပေါ်မှာကိုက service ရတာမျိုးဒါမှမဟုတ်လို့ရှိရင်လက်ခတို့ထုတ်ပိုးကတို့စတဲ့အရာတွေနဲ့ရထားတာတွေကိုညီမတို့ကဝန်ဆောင်ကအစီရင်ခံတာဆိုတဲ့ကဏ္ဍလေးထဲမှာလာပြီးတော့ကြည့်လို့ရမှာပဲဖြစ်ပါတယ်ရှင် နောက်တစ်ခုအနေနဲ့ကတော့အပိုဆောင်ရငွေပေးငွေဆိုတဲ့အစီရင်ခံစာအကြောင်းလေးပါကိုကဗန်နဲ့လွှဲတာကိုလက်ခံလို့ပါဆန့်ကောက်တယ်ဒါမှမဟုတ်ကိုက supplier စီကပတ်ဆန့်ဟိုပစ္စည်းသွားဝယ်လို့ supplier ကိုငွေလွှဲတဲ့အခါမှာပါဆန့်အကောက်ခံရတာမျိုးဆိုရင်တော့ညီမတို့ကအဲ့ဒီပါဆန့်တန်ဖိုးတွေကိုကအပိုဆောင်ပေးလိုက်ရတဲ့တန်ဖိုးတွေအပိုဆောင်ရလိုက်ရတဲ့တန်ဖိုးတွေကိုကြည့်ကြည့်ရင်တော့ဒီကဏ္ဍလေးမှာလာပြီးတော့ကြည့်လို့ရပါတယ် ဒါဆိုရင်ညီမတို့ကဒီအပိုဆောင်ရငွေဆိုတဲ့အစီရင်ခံစာထဲမှာဆိုရင်တော့ counter number ဒီ number နဲ့ကညီမတို့ကအပိုဆောင်တန်ဖိုးက1500ဆိုပြီးရထားတာကိုတွေ့ရမှာပါဒါဆိုရင်ကုန်ွယ်သူအလိုက်လည်းညီမတို့ကကြည့်လို့ရပါတယ် ကုံဝဲသူလိုက်ဆိုရင်ညီမတို့ကဥပမာဘသူစီကနေရထားလဲပေါ့နော်ကုံဝဲသူရဲ့နာမည်ဟိုမှာပပကိုရှာလိုက်လို့ရှိရင်ပပကသူပေးထားရင်တော့ညီမတို့ပုံမှာပါအဲ့လိုမှမဟုတ်ဘဲနဲ့ညီမတို့ကဂျူဂျူဆိုတဲ့ customer ဟောင်းကြည့်နော်ဂျူဂျူစီကနေညီမတို့ကအပေါဆောင်ပေးငွေတောင်းထားတာမရှိရင်တော့ပုံမှာမဟုတ်ပါဘူးဒီတော့ဒါက customer စီကနေကိုကကြည့်လို့ရတဲ့ဟာမျိုးဆိုရင်တော့ဒီအပူဆောင်ရငွေဆိုတဲ့အစီရင်ခံစာထဲမှာကြည့်လို့ရတယ်။ ဲ့လိုမှမဟုတ်ဘူးကိုကကိုယ့်ရဲ့ supplier ကိုပို့ပြီးပေးလိုက်ရတာဆိုရင်တော့ဒီအောက်ကတက်လေးမှာဖြစ်တဲ့အပူဆောင်ပိငွေအစည်းအဝေးကန်စားထဲမှာညီမတို့ကကြည့်လို့ရပါတယ်။ဒါဆိုရင်တော့ညီမတို့ကအပူဆောင်ပိငွေပေးထားတဲ့တန်ဖိုးက2400ဆိုပြီးညီမတို့တွေ့ရမှာပါ။ဒါကဘာကုံရောင်းသူလိုက်ညီမတို့ကဒီလိုမျိုးကြည့်လို့ရပါတယ်။ကောင်းအောင်လုပ်လိုက်ဥပါကိုပေးထားတာမရှိရင်မတွေ့ရဘူးငယ်တော့ default supplier မှာပေးထားရင် default supplier ဆိုပြီးရရှိမှာပါတကယ်လို့ဒီနေရာမှာဥပမာမဟုတ်ဘူးဒါမှမဟုတ်ကြော်ကြော်ကကြော်ကြော်စီကညီမတို့ကဝယ်ထားတယ်ကြော်ကြော်ကမှအပူဆောင်ပေးငွေရှိရင်တော့ကြော်ကြော်ဆိုတဲ့နာမည်နဲ့ညီမတို့ကဒီနေရာလေးမှာတွေ့ရမှာပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ဗန်ဆိုင်ရင်မှာရောင်းငွေပေးငွေဆိုတဲ့အစီရင်ခံစာပိုင်းလေးပဲဖြစ်ပါတယ်ရှင် ီပန်စင်ရင်းမှာရောင်းဝယ်ပေးငွေဆိုတာကကတ်စတမာကကိုယ့်စီကိုလာပြီးရောပစ္စည်းဝယ်ရဝယ်တာကမှဒီပစ္စည်းကိုမှသူကတန်ဖိုးပမာဏကိုဘဏ်ကနေပြီးရောပေးချေလိုက်တာညီမတို့ကမှတ်သားထားတယ်ဒီလိုမျိုးဘဏ်ကနေပေးချေတာကိုမှတ်သားထားတာမျိုးဆိုရင်တော့ဒီကဏ္ဍလေးမှာလာပြီးတော့ကြည့်လို့ရပါတယ်ဒါဆိုရင်တော့ပပဆိုတဲ့ customer ကစာရင်းနံပါတ်ဘယ်လောက်ပေါ့နော်ဖေဘန်ကနေပြီးတော့ပြည်စာနံပါတ်ပေါင်းထားနံပါတ်လေးဒီနံပါတ်လေးနေတော့ကဝဲသွားတယ်ဆိုတာမျိုးတံမိုးပမာဏဘယ်လောက်ဆိုတာပါညီမတို့ကကြည့်လို့ရပါတယ်ရှင်။ နောက်ထပ်တစ်ခုကတော့ကိုကဘန်ကနေပြီးတော့ supplier ကိုပတ်စံပေးလိုက်တာပါဒါဆိုရင်တော့ဒီ aqua tap လေးမှာဘန်စရင်းမှာပေးငွေလေးရှိပါတယ်ဒီမှာကျွန်တော်တို့ကလာပြီးကြည့်လို့ရပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့က tap for supplier ကိုစရင်းနံပါတ်ဘယ်လောက်ကနေပြီးတော့ငွေလွှဲထားတယ်ပေါ့နော်ပြီးတော့ဘန်ရဲ့နာမည်နဲ့ပြည်စာရဲ့နံပါတ်ရဲ့ပြီးတော့ကိုပေးလိုက်တဲ့တန်ဖိုးပမာဏစတာတွေကိုကြည့်လို့ရမှာပဲဖြစ်ပါတယ်ရှင် ဒါတွေအားလုံးပါဆိုရင်တော့ညီမတို့ရဲ့အစီရင်ခံစာများဆိုတဲ့ကဏ္ဍတွေကငွေစည်းရင်းအစီရင်ခံစာအကြောင်းလေးပဲဖြစ်ပါတယ်ရှင်။အားလုံးပဲတာယာအေးချမ်းသောနေ့ရက်လေးဖြစ်ပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။